မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြရီမြို့ကိုလာနေတယ်ဆိုတဲ့စစ်ကောင်စီရဲ့အောင်စေးရစစ်ကြောင်းဟာဒေါနာတောင်ပေါ်ကိုစတင်တက်ရောက်နေပြီးတော့တော်လိုင်းပူပေါင်းတပ်များကတားဆီးတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကော့ဂရိတ်မြို့အကျော်ဒဒန်းကူးနဲ့ရွာတေကုန်းချေးရွာအကျော်မှာရှိတဲ့ဒေါနာတောင်ပေါ် မွေးမြူရေးဇုံအနီးမှာအောင်စီကစစ်ကြောင်းကရှေတိုးနောက်ဆုတ်လုံနေတယ်လို့ SOG စစ်ကြောင်းမှုစောအောင်ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီရဲ့အောင်စီကစစ်ကြောင်းဟာ AP လ9ရက်နေ့မှာမော်လမြိုင်မြို့ကနေစတင်ထွက်ခွာလာခြင်းဖြစ်ပြီးတော့ AP လ17ရက်နေ့မှာကော့ကရိတ်မြို့ကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်အဲ့ဒီလမ်းပိုင်းတစ်လျှောက်မှာလဲတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ် AP လ17ရက်နေ့ညပိုင်းမှာကော့ကရိတ်မြို့ကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ AP လ12ရက်နေ့မှာကော့ကရိတ်မြို့အထွက်မှာရှိတဲ့ ်ကော့နွယ်ကျေးရွာတံတားမှာတော်လိုင်းပူပေါင်းတက်များခဲ့တိုက်ခိုက်မှုကိုထပ်မံကြုံတွေ့ခဲ့ရပြန်တယ်လို့သိရပါတယ်။အောင်စီရစစ်ကြောင်းဟာကော့နွယ်ကျေးရွာအနီးမှာရက်တက်နေခဲ့ပြီးတော့တံတန်းကူးကျေးရွာအနီးအရောက်မှာနှစ်ပတ်ခန့်အကြာရှေ့ဆက်မတိုးနိုင်မဲနဲ့ရက်တက်နေရကနေယခုအခါဒေါနာတောင်ပေါ်ကိုစတင်တက်ရောက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်ပေါ်တော့တက်နေပြီးတောင်ပေါ်လမ်းမှာပဲတိုက်ပွဲတွေဖြစ်နေတယ်။မွေးမြူရေးဆောင်အနီးမှာရောက်နေတယ်လို့တောင်ပိုင်းတိုက်အမှတ်37ဗျူဟာအောက်က SOG စစ်ကြောင်းမှုစောအောင်ကပြောဆိုခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းဟာလက်ရှိအင်အား 900ကျော်ပါရှိနိုင်တယ်လို့ယူဆရကြောင်း SOG စစ်ကြောင်းမှုကသုံးသပ်ခဲ့ပါတယ်ဒီမှာတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအစွမ်းကိုပိတ်ဆို့တားဆီးနေတာပေါ့ပြည်သူတွေအရန်ကြီးမစိုးရိမ်ကြဖို့ပြောကြမှာတယ်လို့ SOG စစ်ကြောင်းမှုကပြောဆိုခဲ့ပါတယ်ဒါ့အပြင်အောင်စီရစစ်ကြောင်းဟာအင်အားအများပြားကိုအသုံးပြုပြီးတော့စစ်ကြောင်းထိုးနေတယ်လို့တောင်ပိုင်းတိုင်းအမှတ်31ဘျူဟာအောက်မှာရှိတဲ့ကြားပြူစစ်ကြောင်းကဒုစစ်ကြောင်းမှုဘုံမှုကျော်ဟင်းကပြောဆိုခဲ့ပါတယ်အင်အားတွေဖြည့်တင်းတာတွေရှိတယ်ကားဆယ်စီးတက်လာတယ်မူလကအင်အားတစ်ထောင်လောက်ရှိတာပေဆုံးတာတွေလည်းရှိတယ် ်အခုတို့တို့ကနေတိုင်းအင်အားဖြည့်နေတာကျွန်တော်တို့ကလည်းတားဆီးနေပါတယ်နေတိုင်းလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ဗိုလ်မှူးကျော်ဟင်းကပြောဆိုခဲ့ပါတယ်အာရှလမ်းပိုင်းကော့ကရိတ်နဲ့မြောက်ရီမြို့ကိုထိန်းချုပ်ဖို့အတွက်စစ်ကောင်စီကအင်အားသုံးပြီးတော့အစိမ့်ငွေဘုံမီးလောင်ဘုံများနဲ့လေချောင်းကနေတိုက်ခိုက်နေတယ်လို့ဗိုလ်မှူးကျော်ဟင်းကပြောဆိုခဲ့ပါတယ်စစ်ကူလာတဲ့စစ်ကောင်စီတပ်များကိုပြက်ပြက်သားသားတိုက်ခိုက်ချေမုံသွားပြီဖြစ်ကြောင်းကိုကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရူစောတာနီကမီဒီယာများကို AP လ24ရက်နေ့မှာပြောကြားခဲ့တယ်လို့သိရပါဗျ။ တခြားတစ်ဖက်မှာတော့မြောက်ဝရီမြို့ကိုနိုင်ငံအစ်စ်အောင်စေရဆက်စင်ရေးနဲ့မရရအောင်ပြန်သိမ်းမယ်လို့ကြုံဝါပြီးတော့ဘရောတော်ဘာနဲ့ထိုးစစ်ဆင်လာတဲ့နယ်ချက်စစ်မိတ်စာစစ်ခွေးနဲ့အပေါင်းပါအားလုံးကိုတွေ့ရတင်ကြန်ဒါမဆိုင်မဲနဲ့ကျွန်တော်တို့ရဲ့ KNL ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေအားလုံးကဒီစစ်ကူစစ်တပ်ကိုပြက်ပြက်သားသားရိုက်ချိုးဖျက်တော့ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ပါတယ်လို့ဘရိုစောတာနီကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်စင်ဘုံမြို့အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရင်းခလာရ131ကို AB လ28ရက်နေ့ညနေပိုင်းမှာ KIA ပူးပေါင်းတပ်ဖွဲ့များကသိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KIA ပူးပေါင်းတပ်များဟာဖေဖော်ဝါရီလ10ရက်နေ့မှာစင်ဘုံမြို့ကိုသိမ့်ပိုက်ပြီးတဲ့နောက်မြို့အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရင်းခလာရ131ကို အဲ့ဒီအချိန်ကလေးကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့တိမ့်ပိုက်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မက်လာနဲ့အေပီလာတွေမှာဆက်လက်ပြီးတော့ထိုးစစ်ဆင်ခဲ့ရာအေပီလာ28ရက်နေ့ညနေ6နာရီခွဲမှာအပိသက်တိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်သူတွေကမထွက်ပြေးဘူး။ကိုရီဘက်ကတိုက်ခိုက်ချေမုန်းခဲ့တာလို့စင်ဘူခလိုက်ရ1လေးတက်ရင်တိမ့်ပိုက်နိုင်မှုအပေါ်မှာစီရေးသတင်းအင်းမြစ်ကပြောပြထားပါတယ်။အဲ့ဒီတိုက်ရင်ကိုတိမ့်ပိုက်ဖို့အတွက် KIA က AP လ26ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ကာကင်းတစ်ခုကိုတိမ့်နိုင်ခဲ့ပြီးတော့28ရက်နေ့မှာနောက်ထပ်ကာကင်းတစ်ခုကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျာ။ AP လ28ရက်နေ့ညနေပိုင်းမှာတရင်ဌာနချုပ်ကိုလေချောင်းပစ်ကူပေးနေတဲ့ဂျားတွေကတိမ့်ပိုက်ခဲ့ရမှာလက်ရှိမှာနေမြေရှင်းလင်းနေစေဖြစ်တယ်လို့သိရပါဗျာ။ခလာရတလေးတစ်ကလွင်ပြင်မှာထီးထီးကြီးဖြစ်နေတဲ့တောင်ကုန်းမှာအခြေဆိုင်ထားတော့ဘျူဟာအခင်းကျင်းနေပြောင်းပြီးတော့တိုက်မှအခုမှပြန်ရတာလို့စီရေးသတင်းအရင်းမြစ်ကပြောပြထားပါဗျာ။ စင်ဘူခလိုက်ရတစ်လေးတစ်တရင်တိမ့်ပိုက်မှုမှာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုနဲ့အရှင်ဖမ်းဆီးရရှိမှုရှိမရှိအခြေအနေများလက်နက်ခဲယံတိမ့်ပိုက်ရရှိမှုအခြေအနေများကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ် KIA အနေနဲ့အခုနှစ်အတွင်းမှာဖားကက်မြေကြီးနာမန်စီတနိုင်းဝိုင်းမော်မိုးမောက်လိုင်ဇာအနီးဒေသများဆွန်ပါရာဘွန်ဗမော်လွယ်ကျဲလန်ဗမော်မြေကြီးနာလမ်းတို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းအများအပြားကိုတိမ့်ပိုက်ရရှိထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းသပေကျင်းမြို့နယ်လက်ကျချေးရွာစာတင်ကျောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောထိရှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ22ရက်နေ့မှာသပေကျင်းမြို့နယ်လက်ကျချေးရွာစာတင်ကျောင်းအတွင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုက်တပ်ဖွဲ့တွေကနှစ်ဖွဲ့ခွဲပြီးတော့အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားခွနအူးတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်ကျရွာကပြူစောထီးတာသေးကိုလည်း တော်လိုက်တပ်ဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့တော့လဲထွက်ပြေးသွားတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးအောင်ပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်တိတ်ဆုံးသွားတဲ့ပြူစောတိတာသေးစီကနေပြီးတော့ Glock 19တနက်တလက်ကိုတိမ့်ဆီးရမိခဲ့တယ်လို့သိရပါတယ်အလားတူပဲတပိတ်ချင်းမြို့နယ်လက်ပံပြက်ဂျေးရွာကပြူစောတိရဲလင်းကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဧပြီလ22ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်လေးမိုင်ဂျေးရွာအနီးမှာရှိတဲ့တာဝါတိုင်းဂုံးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တော်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဗိုလ်လင်းအောင်တပ်ဖွဲ့နဲ့မင်းမခစစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ကံပြားစီတုတ်တရာလမ်းပိုင်းမှာအင်အားဖြည့်တင်မှုလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်ပုတ်ကားကိုမိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ AP လ28ရက်နေ့ ညနေ9:35မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ20တပ်ကိုအင်အားဖြည့်တင်းဖို့လာတဲ့စစ်ကောင်စီတပ်သား18ဦးလိုက်ပါလာတဲ့ကားတစ်စီးကိုမင်းဘူးခရိုင်အမှတ်တရရင်ကကံပြားစေတုတ်တရာလမ်းမိုက်မှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာကိုကံပြားစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သား90ဝင်းကျင်ခန်းကစိုင်းကယ်6စီးကားကြီး2စီးနဲ့စစ်ကူလာတဲ့အတွက်ကြောင့် တော်လိုင်းရဲဘော်တွေဟာထိခိုက်မှုမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ကပ္ပစ20ကိုအင်အားဖြည့်ဖို့သွားတဲ့စစ်ကောင်စီထောက်ပို့ကားကိုမိုင်းဆွဲပြီးတော့အနီးကပ်ပြက်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်သား3កောင်တေဆုံးပြီးတော့4កောင်ဒဏ်ရာရတယ်။ကံပြားစခန်းကစစ်ကောင်စီတပ်သား90ဝန်းကျင်ကတိုက်ပွဲဖြစ်ပွားရာနေရာကိုစိုက်ခဲ့6စီးကားကြီးတစ်စီးနဲ့စစ်ကူလာလို့တော်လိုင်းရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့တယ်လို့မင်းဘူးခရိုင်အမှတ်1တိုင်ရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်အနောက်ချမ်းအုတ်ဖူမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့နှစ်ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အုတ်ဖူမြို့အရှိတ်တင်းဝါချောင်းရွာအနီးမှာရှိတဲ့တပ်မ66ကစစ်သားအင်အား60လောက်ပါတဲ့စစ်ကြောင်းနဲ့ AB လ26ရက်နေ့နေ့လယ်ပိုင်းနဲ့28ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။စစ်ကြောင်းဆုတ်သွားပြီဆိုလို့သူတို့နေခဲ့တဲ့အိမ်ထဲကိုဝင်ကြည့်ပြီးပြန်အဆုတ်မှာစစ်သားတွေကဂိုက်တရာအကွာလောက်ကနေဝိုင်းပစ်တယ် ကျွန်တော်တို့ကလည်းခံပြင်းရင်ပြင်းရင်နဲ့ဆုတ်ခွာလာခဲ့တာပြန်လည်ပြစ်ခတ်မှု15မိနစ်လောက်ကြာမယ်လို့ဟီးရိုးပျောက်ကြားတက်ဖွဲ့တာဝန်ခံဘုံမိုးချုပ်ကပြောဆိုခဲ့ပါတယ်အေပီလာ26ရက်နေ့ကတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကအထင်အားခဲ့ပြီးနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့စစ်ကောင်စီဘက်က15ဦးသေဆုံးက9ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ဟီးရိုးပျောက်ကြားတက်ဖွဲ့ကပေးပို့တဲ့ဗီဒီယိုဖိုင်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပုံအောင်ခဲ့တဲ့တင်းဝါချောင်းရွာအနီးကနေအိမ်တွေထဲမှာသွေးခွက်အချို့ကိုတွေ့ခဲ့ရပါတယ် လက်ရှိမှာတော့အဲ့ဒီစစ်ကြောင်းဟာတင်းဝါချောင်းအနီးမှာရှိနေတယ်လို့ဂျိုးပင်ကောင်းနဲ့အုပ်ဖူကလည်းစစ်အင်အားတွေထပ်ပြီးတော့ဖြည့်တင်းနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ23ရက်မနက်10:00နာရီခွဲကလည်းတင်းဝါချောင်းရွာဖုန်ကြီးကျောင်းမှာတက်ဆွဲနေတဲ့စစ်ကောင်းစီတပ်သားတွေကိုဟီးရိုးပျောက်ကြားတပ်ဖွဲ့နဲ့ MNO PDF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ